နောက်နေ့မှာတော့ပေးကရန်ကိုစားတော့ဆိုင်မှာဝယ်ကျွေးနေပြီအမှန်တော့ပေးကရန်ကိုပတ်စံပို့ပေးခြင်းနေပြီမဲ့စစ်တန်ကြောင့်ပေးမရဖြစ်နေပါတယ်ရုတ်တရက်ရန်ကအကြံရပြီသူတို့ဂိမ်းတွေကစက်ကောင်တွေကိုဆော်လေးတွေပြောင်းဖို့ပြောနေပါတယ်ပေးကတော့သူတို့ဂိမ်းထဲမှာဆော်လေးတွေထည့်ရင်စက်ကောင်တွေရဲ့ထူးခြားမှုပျောက်ကုန်မှာကြောင့်မထက်သိမ့်ဘူးလို့ဖြေလိုက်ပြီအမှန်တော့သူ့ဂိမ်းထဲမှာဆော်လေးတွေပါရင်နှာဘူးကောင်တွေကစော့ကြမှာစိုးလို့ပဲဖြစ်ပါတယ်အဲ့နောက်သူတို့တွေကလှည့်စည်းနေကြပြီရန်ကဂိမ်းရက်အတွက်နမကြီးရဲ့ပကြီးဆရာငှားဖို့အကြံပေးပါတယ်ပေးကတော့ပကြီးဆရာကဂိမ်းကိုကြွညာတာကနေနမကြီးသွားမှကိုမလိုလားတာကြောင့်ဘလို့ပြင်ဖြေရမလဲမသိဖြစ်နေတော့ရန်ကတော့ပေးကပ ကြီးဆရာကပဲအကောင်လုံးရဲ့အာယုံစိုက်ခံရပြီသူ့ရဇိုင်းကိုလူတွေစိတ်မဝင်စားမှဆိုးလို့မှလာလို့ရှောက်ပြောနေကပကြီးဆရာမငါပဲသူပဲအကုန်ဆွဲမှာကိုပြောနေပါတယ်ပေးကလည်းအဲ့လိုဆိုသူ့ဘက်ချက်ကိုမဖြုံးနိုင်ဖြစ်မှကြောင့်တဘောမတူဖြစ်နေကနှစ်ယောက်သားရန်ဖြစ်နေပြီနောက်ဆုံးမှတော့သူတို့စီးနေတဲ့လေကမှောက်သွားပါတယ်သူတို့တွေကလှိမ်မောင်းတဲ့သူဆဲတာခံလာရပြီပေးကသူတွေ့ထားတဲ့ရဝံဆိုတဲ့ပကြီးဆရာကိုရန်ကိုပြလိုက်ပါတယ်ရန်ကတော့ရဝံကရှိပြီပဲဆွဲတာကြောင့်သူတို့ကတ်ဂိမ်းမှာအဆင်မပြေလောက်တာကိုပြောနေပြီတဘောမတူပေမဲ့ပေးကတော့ရှိပြီဆွဲတဲ့သူကနောက်တစ်မျိုးပြောင်းဆွဲရင်ထူးဆန်းတဲ့စတိုင်ထွက်လာနိုင်တာကြောင့်ငှားချင်တာကိုပြောပါတယ်ရန်ကလည်းပေး ပြောတာကိုလက်ခံလိုက်ပြီးသူတို့တွေကရုပ်ဝါနဲ့အင်တာဗျူးထိုင်နေကြပါတယ်။ပေးကသူတို့ဂိမ်းမှာဇက်ကောင်50ပါပြီ။တကောင်ချင်းစီအတွက်၄ပုံဆွဲပေးရမှာကိုပြောလိုက်ပြီး CV ဒီဇိုင်းမလိုချင်တာကိုပြောလိုက်ပါတယ်။ရောင်ကလည်း CV ဒီဇိုင်းမလိုချင်ရင်သူ့ကိုဘာလို့ဆွဲခိုင်းတာလဲဆိုပြီးသဘောမကျပါနဲ့။အလုပ်ကိုလက်ခံလိုက်ကဒဇုံကိုရွှေ2000ကျမှာပြောလိုက်ပါတယ်။ပေးကတော့ရောင်ဈေးကနည်းလို့နဲ့ဆိုကဒဇုံကိုရွှေ3500ပေးမှာပြောပါတယ်။ဒါပေမဲ့ Richard ကပေါ်လာပြီးပေးကဈေးမတရားပေးလိုက်တာကြောင့်စီကန်နဲ့မညီတာကိုသတိပေးနေကပေးကလည်းခုနကပေးတဲ့အမောက်မှာမကြိုက်တာနည်းနည်းပါးပါးအပြောင်းလဲဈေးပါတာကိုပြောမှာ Richard ကလည်းအဆင်ပြေ တာကိုပြောပါရယ်ပေးကတော့အပြောင်းလဲဈေးပါပေးလိုက်ပြီမယ်ဘာမှပြောင်းလဲဖို့စိတ်ကူမရှိပါဘူးသူတို့တွေကလည်းစာချုပ်ချုပ်လိုက်ကပေးကလည်းသူတို့လိုချင်တာကိုအရန်ကြီးစိတ်ထဲမှာမထည့်ပဲစိတ်ကြိုက်ဆွဲလို့ရတာကိုပြောလိုက်ပြီသူကရဝံကိုယုံကြည်တာကိုပြောလိုက်ပါရယ်ပေးကနှစ်ပတ်ပဲအရှိန်ရမှာကိုပြောပြီးရဝံကလည်းသဘောတူလိုက်ကအင်တာဗျူးပေးရခါရန်ကတော့ရဝံကစကားပြောမှရိုင်းတာကိုသိမ့်မကြိုက်ပဲမယ်ပေးကတော့ရဝံက introvert ဖြစ်နေတာကိုပြောကသူက game play ဘိုင်းကိုတာဝန်ယူပြီးရန်က design ဘိုင်းတာဝန်ယူခိုင်းလိုက်ပါရယ်ပေးကသူ့ game ရဲ့ဈေးကို juju 3ကင်းတဲ့နဲ့နှစ်ဆတိုးလိုက်ပြီးဆော့တဲ့ player ကြီးပြင်အောင်ကတ်တွေအမြင်ဆွဲလို့ရတယ်တခါပဲ ဝက်စရာလိုတဲ့မမရှစ်ထည့်လိုက်မှာဖြစ်ပါတယ်။အဲနောက်ဘေးကသူ့ဂိမ်းလုပ်ဖို့အတွက်ရှုံးထားတဲ့ဂိမ်းတွေရဲ့ဒီဇိုင်းကိုလိုက်ဝယ်ပြီးသူ့ပတ်စံတွေပြောင်းနေပါတယ်။တဖက်မှာတော့ရဝန်နဲ့သူ့တငယ်ချင်းတွေကစက်ကောင်တွေက3ကနဲ့ဘာမှမဆိုင်ပဲတလွဲဖြစ်နေရကြောင်းစိတ်ရည်နေကြကသူတို့ကတော့ပတ်စံပို့ပေးခြင်းတွေကြောင်းတယောက်ကအလင်းဖြစ်နိုင်လောက်တာကိုပြောပါတယ်။ဒါပေမဲ့ရဝန်ကသူ့ဘဏ်အကောင့်တွေကိုငွေကြိုလွှဲထားတာကြောင့်သူတို့တွေကိုဆွဲခြင်းတို့ဆွဲခွင့်ပေးလောက်မှာဆိုကအခုဟာကိုအခွင့်ကောင်းယူပြီးနမဲကြီးအောင်လုပ်ရမှာကိုပြောနေပြီးသူတို့၃ယောက်ကအစွမ်းကုန်ကြိုးစားနေကြပါတယ်။ဒီလိုနဲ့နှစ်ပတ်အကြာမှာတော့ရဝန်ကဆွဲထားတာတွေပို့လိုက်ကရန်ကလည်းပေးကိုကြီးကျင်လာလို့ပြောနေပါ ါတယ်ဒါမှပေးကအဆင်ပြေလို့ကြီးလောက်ခိုင်းလိုက်ပြီးရန်ကဂိန်းနဲ့မြီပေးခိုင်းတဲ့အခါပေးကလည်းအရှိမတူနဲ့ဂိန်းကိုတဆစ်စစ်သူကြီးလို့ပေးလိုက်ပါတယ်နောက်နေ့မှာတော့ရန်ကဂိန်းနဲ့မှာဘာအဲရာမှမရှိတာကြောင့်တင်ဖို့အဆင်ပြေတာကိုပြောနေပါတယ်ပေးကလည်းသူကဂိန်းအကြောင်းမှာရိုးရိုးကတ်ဂိန်းပဲလို့ရည်ထားမှာကိုပြောနေကပေးကသူ့ဂိန်းကိုလူမသိအောင်တမင်မကြင်ညာထားပါဘူးနောက်နေ့မှာတော့ပေးကသူ့ရဲ့ဂိန်းတွေကဇက်ကောင်ပုံဆွဲထားတွေကတအားမိုင်းနေရကြောင်းရန်ကသူများဒီဇိုင်းခိုးလိုက်တာလားဆိုပြီးမေးနေပါတယ်ရန်ကလည်းမခိုးထားတာကိုပြောတဲ့အခါပေးကလည်းရန်ဝန်လို့ရှိပြီးပကြီးဆရာကတကယ်ဆရာကြီးဖြစ်နေရကြောင်းအံ့ဩနေပြီသူထင်ထားသလိုမဖြစ်တာကြောင့်မကြင်မ မလက်ဖြစ်နေကတယောက်တည်းလွတ်ထားဖို့ပြောနေပြီရန်ကလည်းပေးကိုနားမလည်နိုင်ဖြစ်နေပါတယ်ပေးကတော့အရန်မိုက်တဲ့ဇက်ကောင်ပုံဆွဲထားတာတွေပါရင်တော့ဂိမ်းကအောင်မြင်မှုမသိကြတာကိုတွေးနေပြီအဲ့ဒါနဲ့စိတ်ဖြစ်နေရပါတယ်ဂိမ်းထွက်ပြီးတရက်အကြာမှာတော့ရန်ကဒေါင်းလုံးဆွဲသူကအရောက်တရာပဲရှိပြီးဂိမ်းကိုဝယ်တဲ့သူတွေအကုန်လုံးကဘက်ရက်ဗျူပေးထားတာကိုပြပြပါတယ်ရန်ကလည်းသူတို့ကိုတိုက်ခိုက်ဖို့တရက်ရောက်ကထရိုးတွေငှားလာတာဖြစ်နိုင်လောက်တာကိုပြောနေပြီးအကုန်လုံးကိုစာပြန်မှုလုပ်နေပေမဲ့ပေးကစာမပြတ်မဲ့အစ်စလေးနေကိုပြောလိုက်ပါတယ်ရဝံကတော့ရန်ကိုဂိမ်းအကြောင်းမင်းနေပြီးဂိမ်းကိုကြည့်တဲ့အခါဂိမ်းကအထူးကျန်ကန္နာလန်ကိုထုတ်ထားတဲ့ကုမ္ပဏီကဖြစ်နေတာကိုသိလိုက်ရပါတယ်ရဝ န်ကလည်းဂိမ်းအတွက်ကြွန်ရတယ်မတွေးမိတာကြောင့်စဉ်းစားမရဖြစ်နေကစော့ကြည့်နေပြီးရှာဘတ်ကတ်တွေကိုတခြားဂိမ်းတွေနဲ့မတူပဲလွယ်လွယ်လေးရနေရကြောင်းအံ့ဩနေပြီးရန်ဟိုဖုံးဆက်တွေကဂိမ်းထဲမှာအလကားဖူးရတယ်ရွှန်30တန်းမှမှာပဲရှိရကြောင်းအိုက်တန်တွေထက်ထက်မှလာလို့မေးကြည့်နေပါတယ်ရန်ကလည်းမထက်ဖြစ်မှာကိုပြောပြီးပေးက player တွေကဂိမ်းကိုရွှန်30နဲ့ဝယ်ထားရတာနဲ့တင်ပတ်စံနဲ့ဝယ်ရတဲ့အိုက်တန်တွေထပ်မထက်ရှင်တာကိုရှင်းပြပါတယ်ရန်ဝန်ကလည်းပေးကအမျက်တွေကိုဦးစားမပေးပဲလူတွေကိုဂိမ်းပြပြရွှေရှင်နဲ့စော့စစ်ခြင်းနဲ့ developer ဖြစ်တာကိုတီးလိုက်ရတာကြောင်းငိုယုံနေပြီးရန်ကလည်းပေးကသူ့ပတ်စံနဲ့အကောင်လုံးကိုဂိမ်းထွင်းလာမှာပဲတုံးလိုက်ရတာကြောင့် ကြော်ညာဖို့ဘတ်ဂျက်မရှိတော့တာကိုငွေယူပြီးပြပြနေပါတယ်။ရန်ဝန်ကလည်းပေးရဖြစ်ကိုတီးတဲ့အခါကုညီပေးမကိုပြောပါတယ်။နောက်နေ့မှာတော့ပေးကသူ့ကိန်းကိုဒေါင်းလုဒ်ဆွဲတဲ့သူတိတ်မရှိရကြောင်းစီးရင်ရှင်းနေနေကြရင်ပတ်ဆက်ရတော့မှာပဲဆိုပြီးဝန်တာနေပါတယ်။ရုတ်တရက်ရန်ကသူတို့ကိန်းမှာဒေါင်းလုဒ်ဆွဲတဲ့သူအယောက်တစ်ပေါင်းရှိတာကိုပြောနေကပေးကလည်းသူတို့ကိန်းကရုတ်တရက်နာမည်ကြီးသွားတာကြောင့်မသိင်ကဖြစ်နေက review တွေကိုဖတ်နေပြီးသူ့ကိန်းနာမည်ကြီးသွားတာကရန်ဝန်ကြောင့်ဆိုတာသိလိုက်ရပါတယ်။ပေးကလည်းရန်ဝန်ကိုဖုံးဆက်နေကရန်ဝန်ကလည်းသူ့ကြညာပေးခဲ့တာကိုရှင်းပြနေပါတယ်။ရန်ဝန်ကတခြားပကြီးဆရာတွေနဲ့ group ထဲမှာရှိနေတာပဲဖြစ်ပြီးသူ့ဆိုင်ကိုပို့တဲ့အခါတခြား ြားပကြီးဆရာတွေကရှိကျနေကြတာရဝံကလည်းပေးရဲ့အဖြစ်အပျက်ကိုရှင်းပြပြီးတခြားပကြီးဆရာတွေကိုဂိမ်းကိုကြံ့ညာပေးဖို့အကူအညီတောင်းလိုက်ကအဲကနေတစင်ဂိမ်းကနမဲကြီးသွားတာပဲဖြစ်ပါတယ်ပေးကတော့သူ့ပလန်တိုင်းမဟုတ်ပဲတောက်တလွဲတွေဖြစ်ကုန်တာကြောင့်ဆင်းရဲနေပြီးရံကတော့သူ့တို့ဂိမ်းကိုတိုက်ခိုက်တဲ့ထရိုးတွေကိုဘသူငှားလိုက်တာလဲလို့တူနေပါတယ်အမှန်တော့လီကပေးရဲ့ဂိမ်းကိုတိုက်ခိုက်တဲ့ထရိုးတွေငှားလိုက်တာပဲဖြစ်ပြီးပေးကသူ့ရက်တောင်အောင်လုံးလိုက်နေဆိုတာပြကျင်တာကြောင့်ကတ်ဂိမ်းကိုထွန်းနေဆိုကလီကသူ့ရဲ့လက်ထောက်ကိုပေးရဲ့ကုမ္ပဏီကိုဝယ်တဲ့အကြံစားဖို့ပြောနေပါတယ်